အင်ရာဂျာဇင်တို့ခက်ခမင်္ဂလာပွဲထက်အစတရားလောက်တားတယ်လို့လူအများမှတ်ချက်ပေးခံနေရတဲ့ငယ်ဇင်တို့ရဲ့မင်္ဂလာ၆ပွဲ တခိတခါကအင်ရာဂျောဆင်နဲ့ပြည်တူတို့မင်္ဂလာပွဲလေးလို့ခန္ဓာကြောင်လူပြောများနေတာကတော့ဟေးဝရန်နဲ့စိုးပြစ်သစင်တို့ရဲ့မင်္ဂလာပွဲပါရှင်အထူးသဖြင့်ငယ်စဉ်စုံတွဲရဲ့မင်္ဂလာပွဲ၆ပွဲကတချိန်ကဥဝဲနဲ့ပြည်တူတို့ရဲ့မင်္ဂလာပွဲတွေတည်းအစတရားလောက်အပြတ်သားနေတယ်ဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်အခုဆိုရင်တော့စိုးပြစ်သစင်နဲ့ဟေးဝရန်တို့ကမင်္ဂလာပွဲ၆ပွဲကိုအောင်မြင်စွာနဲ့ခန်းနာစွာကျင်းပနိုင်ခဲ့လို့ချီးကျူးခံနေရပါတယ်အစောပိုင်းမှာတော့အမှုပညာလောကအတိုင်းဝိုင်းမှာပြည်တူနဲ့အင်ရာဂျောဆင်တို့ရဲ့မင်္ဂလာပွဲကအခမ်းအနားဆုံးဖြစ်ခဲ့တယ်လို့လူတွေကတဖော်ဖော်နဲ့ပြောနေ ကြရတဲ့အထိဖြစ်ခဲ့ပါတယ်။ပြည်တူကအဲ့ဒီအချိန်မြန်မာနိုင်ငံရဲ့ထိတ်တန့်စူပါမင်းသားတက်လက်ဖြစ်နေသလိုသူတို့သမီးအင်ဒရာဂျိုစင်ဟာဆိုရင်လည်းထိတ်တန့်မင်းသမီးတက်လက်မှုသူတို့မြောက်ရွယ်မင်္ဂလာဝဲကအဲ့ဒီခေတ်အတိုင်းအတာနဲ့အခမ်းအနားဆုံးဖြစ်ခဲ့ပါတယ်။ဒါပြင်ပြည်တူကလည်းအဲ့ဒီအချိန်မှာတာမယုတ်ရှင်မင်းသားဆိုတာထက်ပရာဟိတတွေအများကြီးလုံနေတဲ့အမှုပညာရှင်တယောက်ဖြစ်တယ်လို့ပြည်တူပညာရေးဖောင်ဒေးရှင်းတည်ထောင်ကနွမ်းပါတဲ့ကျောင်းသားတွေကိုပညာရေးထောက်ပံ့နေတာဖြစ်ပါတယ်။ဒါကြောင့်လဲစီးပွားရေးလုပ်ငန်းရှင်တွေကအလှူလာလုပ်တဲ့အနေနဲ့ကြော်ညာတွေထဲကပြည်တူနဲ့အင်ရာဂျွန်စင်တို့ကကြီးစိ ီးကျယ်အခမ်းအနားစွာနဲ့မင်္ဂလာပွဲ၆ပွဲဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်ခဲ့ပါတယ်ရှင်။ ဒါပေမဲ့အခုချိန်မှာတော့စုပြည်သူစင်းနဲ့ဟေးဝင်းအန်တို့ရဲ့မင်္ဂလာပွဲကအင်ဒရာကျော်စင်းနဲ့ပြည်တီဦးတို့ရဲ့တချိန်ကမင်္ဂလာပွဲထက်အစရထောင်ချီခံရတယ်လို့လည်းပြောနေကြပါတယ်။ဒါကလည်းအခုခေတ်မှာအင်တာနက်ဆိုရှယ်မီဒီယာခေတ်ဖြစ်လာသလိုတိုးတက်လာတာကတကြောင်ဟေးဝင်းနဲ့စုပြည်သူစင်းတို့ဟာအမှုပညာရှင်မင်းသားမင်းသမီးတွေမို့ပရိသတ်တွေကအယုံဆိုင်ခံရတာကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကြော်ငြာထဲဖို့အတွက်စပွန်ဆာပေးဖို့အကောင်းဆုံးဖြစ်လာပါတယ်။ဒါကြောင့်လည်းစုပြည်သူစင်းနဲ့အင်ဒရာကျော်စင်းတို့ကတချိန်ကဥဝဲနဲ့ပြည်တီဦးတို့လို၆ပွဲဆောင် နာဖြစ်တယ်လို့ပို့ပြီးတော့လည်းခန်းထားသွားတာကတော့အမှန်ပါပဲရှင်။ဟေဝင်ရဆိုဖြစ်တဲ့စဉ်ကိုမွေးနေ့လေးမှာပဲတံပိုးကြီးစိန်လက်စွန့်နဲ့ခန်းထားစွာလက်ထက်ခွန်တောင်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဆိုဖြစ်တဲ့စဉ်ကမေမြမို့ဝေလာရီယတနာဝစတဲ့နမကြီးမြင့်သမီးတွေနဲ့အတူ Bright to Beat ပွဲလေးကိုလည်းခန်းထားစွာနဲ့ကျင်းပနိုင်ခဲ့ပါတယ်။ဒါရီကပြည်တူးနဲ့အင်ဒရာကျော်စင်တို့မင်္ဂလာဝဲမှာမမြင်ခဲ့ရတာပါ။ဒါပြင်ဟင်းဝယ်နဲ့စုပြည့်တစင်တို့ရဲ့ဆစ်ဆက်မင်္ဂလာဝဲအခမ်းအနားကလည်းနှစ်ဖက်သုံးမိဘတွေနဲ့အတူတော်တော်လေးကိုခမ်းနားခင်ပါတယ် ဒါတွေမကသေးပါဘူးရှင်။ဆိုပြတဲ့ဇင်နေဟိဝရန်တို့ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲမှာဆိုရင်လည်းအဖြူရောမင်္ဂလာဝတ်ဆောင်လေးနဲ့အတူငယ်စဉ်ဆောင်လေးကမူရည်စက်တီအောင်မှာပသိန်ကြီးလေးတွေနဲ့အတူကြပြဆန်းဆန်းစက်တီရှိစွာနဲ့လှပနေခဲ့ပါတယ်။အထူးသဖြင့်ငယ်စဉ်ဆောင်တို့ရဲ့မင်္ဂလာဖိတ်စာကအစပရီမီယံဆန်ပြီးတော့လှပနေတာကတော့ညင်းလို့မရပါဘူး။တပ်ပြင်းမင်္ဂလာအခမ်းအနားအခမ်းအနားမှာဆိုရင်လေရွှေကိုဘိတ်သားတဲ့မင်္ဂလာဝတ်စုံမင်္ဂလာအခမ်းအနားပြင်ဆင်တွေကပြည်သူနဲ့အင်ဂျင်နီယာစင်တို့သုံးတာထက်ပိုပြီးတော့တာလွန်ခမ်းနားနေတာကတော့အမှန်ပါပဲ။ ဒါကလည်းပြောင်းလဲလာတဲ့ခစ်နှစ်တိုးတက်မှုကြောင့်လို့ဆိုရပါမယ်။ပို့ပြီးတော့လူပြောများစရာချီးကျူးစရာဖြစ်ခဲ့တာကမင်္ဂလာညစာစာဝတ်အခမ်းအနားမှာပါရှင်။ ဟိဝင်ရန်ကမင်္ဂလာညစာစောက်ဘက်အခမ်းအနားကိုပန်းဦးရီလိုမျိုးဖန်ထားတာက တကယ့်ကိုအနောက်တိုင်းဝစ်စုံလေးနဲ့လူငယ်ဆန်ဆန်ပေါ့ပေါ့ပါပါခမ်းနားစွာတွေ့ရပါတယ်။တို့သမီးလေးစုပြည့်တဲ့စဉ်ကမင်္ဂလာညစာစောက်ဘက်အခမ်းအနားမှာမင်္ဂလာဝစ်စုံ၃စုံအထိလဲလဲခဲ့သလိုတိမ်မောင်းတောင်းချီတန်းနဲ့မြဘရဲ့ဗရံမြဘရဲ့တီကိုဝစ်စင်တာကလည်းတကယ့်ကိုထူးခြားခဲ့ပါတယ်။ဆိုပြတဲ့စဉ်ကသူ့ဘဝမှာအဖြစ်ရှင်ဆုံးအိမ်မက်တစ်ခုဖြစ်တဲ့လက်ထက်မဲ့သူချီးရတဲ့သူတယောက်တည်းဖြစ်ဖို့အတွက်အိမ်မက်ကိုဖြစ်စီပေးလို့ဟိဝင်ရံကိုကျေးဇူးတင်တဲ့အကြောင်းအသက်မကွဲအောင်ထားပေးလို့ကျေးဇူးတင်ပါတယ် စ်ပြပြောလာခဲ့ပါတယ်။ဟေဝီယန်ကလည်းစူပြစ်တစင်ကိုတက်ဆုံးတိုင်းစိတ်ချမ်းသာအောင်ထားပါမယ်။ချစ်မြတ်လို့ပါမယ်ဆိုပြဂရိဆိုခဲ့ပါတယ်။အခုတော့ငစဉ်စုံလေးလေးရဲ့မင်္ဂလာဝဲ6ဝဲကပြီးဆုံးသွားပါပြီရှင်။ပရိသတ်တွေကရောဟေဝီယန်နဲ့စူပြစ်တစင်တို့ရဲ့မင်္ဂလာဝဲကပြည်တူးနဲ့ဦးဝဲတို့ရဲ့မင်္ဂလာဝဲထက်ပိုမိုခမ်းနားသလားဆိုတာအမြင်လေးတွေကိုပြောသွားပေးခဲ့ကြပါအောင်ရှင်။